ဒီနေ့အတွက်ကတော့အိမ်မအလွဲတွေကိုစောစားလို့ရတယ်ပန်းပွင့်ကြောင်ကြီးလေးပြောပြမယ်နော်ပထမအဆုံးဒယ်ဦးလေးတဲ့ကိုစီထဲမယ်စီကိုပူလာတဲ့အထီးခဏဆောင်ပါမယ်ပြီးရင်တော့ကျတုံဖြူလီတာနေနေတခါလေးရောထည့်ပြီးတော့အယောင်တန်းလာတဲ့အထီးစီတက်ပေးပါမယ်အယောင်တန်းလာပြီးမှုန်းလာပြီးဆိုရင်တော့ပန်းကော်ပြီးနေကိုထည့်လို့ရပါပြီဒါကတော့ရှမ်ပန်းပေါ့နော်ကြိုက်တဲ့ပန်းကိုထည့်လို့ရပါတယ်ပြီးရင်တော့စီနေတဲ့အတွက်ကြောင့်မလို့ရေလေးနည်းနည်းထည့်ကြပါမယ်စာလေးနည်းနည်းထည့်ပါမယ် အရသာအတွက်ပါ ပြီးရင်တော့နှံ့သွားအောင်လို့ကြော်ပါမယ်အရေးထည့်ပြီးတော့နည်းနည်းနူးလာရဲ့အထိကြော်ပြီးတော့ရင်တရုံငံပြရဲ့အကြည်လေးရဲ့အနောက်လေးရဲ့တစ်ခါလေးရောထည့်ပါမယ် ထည့်ပြီးသွားရင်တော့တခေါင်းနှောင်းအောင်ဝင်ပါမယ်ပြီးရင်တော့ကျဲဥနဲ့ကြောင်းမှာဆိုတော့ခလေကောင်မှာကျဲဥနေထည့်ပြီးတော့ခနာဆောင်မယ်ပြီးရင်ကျဲဥနေကိုခြေပြီးတော့တခါလဲပန်းပွင့်နေနဲ့ရောသွားအောင်ကတ်သွားအောင်လို့ပန်းပွင့်ကိုကျဲဥနေကတ်ကြော်တာဆိုတော့အခုလိုပုံစံအတိုင်းတခါလဲကြော်လို့ရပါရဲ့ဒီလိုပုံစံအတိုင်းကျဲဥလေးနဲ့ချက်သွားပြီးပန်းပွင့်နေနဲ့ချက်သွားပြီးဆိုရင်တော့ပန်းပွင့်ကြော်တစ်ခွက်လေးရပါပြီအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်